မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာသဆင့်73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25တန်ကိုထပ်မံရောင်းချပေးမယ်လို့ယမန်နေ့ကထုတ်ပြန်လိုက်ပါထိတ်ဗဟိုဘဏ်ကပြည်တွင်းမှာ73စီတွေဈေးနှုန်းမကြီးမြင့်ဈေးဘဝအတွက်73စီလုပ်ငန်းရှင်များကိုလာစင်နိုင်ငံခြားငွေများရောင်းချပေးလျက်ရှိပါထိတ် ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်ကလည်းဘဟုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ခုရောင်းချပေးခဲ့ပါသေးတယ်။ ဒါအပြင်ဆက်သုံးစီလုပ်ငန်းရှင်များအတွက်ဗဟုပန်းရဲ့နိုင်ငံခြားငွေရောင်းချပေးမှုမှာဩဂတ်လ5ရက်မှဒေါ်လာတန်း30ဩဂတ်လ13ရက်မှဒေါ်လာ32တန်းဩဂတ်လ20ရက်မှ32တန်းဩဂတ်လ26ရက်မှဒေါ်လာ32တန်းနဲ့ဩဂတ်လအတွင်းဒေါ်လာ126တန်းထုတ်ဆောင်ပေးခဲ့ပါတယ်လို့သိရပါတယ်ရှင်။